အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြမှာကတော့ဆရာတမောင်မြတ်ပါတာပြန်ထားတဲ့ခလေးရှိနေအခန်းရှိပဲဖြစ်ပါတယ်အာနားထောင်ဖို့စောင့်နေရကြတော့လို့ sorry ပါဖတ်ပြပါတော့မယ်နော်အခန်းရှိကျောင်းထဲကိုရောက်တော့တီယိုစပိန်ကိုရက်နေကြနေရမှာပဲရက်လိုက်တယ်ဟုတ်လားတီယိုသူ့ကိုစောင့်နေတဲ့ဂျူလီယိုကစပိန်လိုလှမ်းနှုတ်ဆက်တယ်သူကလည်းစပိန်စကားနဲ့မင်္ဂလာပါလို့ပြန်နှုတ်ဆက်တယ်တီယိုကစပိန်တော့ခတ်ပြီးတဲ့အပြင် တန်ကျိုးနဲ့ပါထက်ချီးပြီးတော့တထက်ခတ်လိုက်တယ်။ခုတလောမြို့ထဲမှာစပိန်သခိုးတွေတောင်းညက်နေလို့လေ။ဂျူလီယိုကညကအခက်အတင်ချကူလုတ်ပြီးတဲ့အတွက်ဂျေဆုကတီကိုသိမ့်မပီသေးပေမဲ့အင်္ဂလိပ်စကားပြောတော်တော်ကောင်းလာတယ်။တီယိုကိုအာဂိုတကြီးသူချင်းကနေမှတီယိုသိနေတယ်လို့လို့ပဲ။ရပါတယ်ကွာပမ်ချီပါဘူး။ချိန်မွေးပါ။ဂျူလီယိုကပဝန်းချင်ကိုဝိတ်ကြည့်လိုက်တယ်။ចောင်းသားအပြင်းနဲ့ចောင်းကားတစ်စီးထိုးဆိုင်လာတော့ကလေးတွေဩကနေပြေးစင်လာတယ်။ ဂျူလီယိုကတီယိုကဥပဒေရမ်းနားလေတယ်ဟုတ်လားငါဖေရောမေရောရှောပါရှင့်နေတွေလေရဲတွေရုံငန်းနေနေလဲကျွဲမှာပေါ့ဟုတ်လားတီယိုကပခုံးတွန့်ပြလိုက်ပြီအေးတချို့ကိစ္စတွေမှာတော့နားရေဝနေတာပေါ့ကွာဘာဖြစ်လို့လဲလူတက်မှုကိုစစ်နေတဲ့တရားခွင်မှာတရားခန်းကမစ္စတာဒက်ဖီဟုတ်လားအေးဟုတ်တယ်တမျိုးလုံးစိတ်ဝင်စားနေရဲ့အမှုပေါ့အဲ့ဒီအကြောင်းတို့ပြောလို့ရလားယင်တီယိုရတာပေါ့ကွာဆိုပါဦးဘာမျက်ထူးလို့လဲ ငါတစ်ခုခုတီထားလို့ကွာတီယိုကသူ့မျက်လုံးနဲ့အွေတွေကိုစိုက်ကြည့်လိုက်တော့ဂျူလီယိုကမျက်နှာလွှဲပလိုက်တယ်တစ်ခုခုသူ့ဘက်ကမှားသွားတယ်လို့ပုံစံမျိုးလက်ထောက်ကျောင်းကြီးကကျောင်းသားတွေကိုအထဲဝင်မလှမ်းအောင်နေပြီတီယိုနဲ့ဂျူလီယိုလည်းကျောင်းထဲကိုပြေးဝင်သွားရင်တီယိုကနေလစာစားချိန်မှာတွေ့မယ်နော်ဂျူလီယိုအေးပါတီယိုရပါတယ်ကွာမမေပြပြဖြစ်နေတဲ့ဒက်ဖီအမှုဟာတီယိုကောင်းနဲ့ပြန်ရောက်လာတယ်အသေးစိတ်ပြန်ပေါ်လာတယ် အိုးမဲအိမ်မဲအယ်ဆာဘာရိုနိုင်ငံသား၁၂နှစ်သားကလေးလေးကဒီအမှုကိစ္စကိုဘာသိနိုင်မှာလဲဘလို့မှသိနိုင်စရာအကြောင်းမရှိစင်ဆိုင်စာသင်ခန်းစီကိုတီကိုလျှောက်လာခဲ့တယ်အတန်းနဲ့ရောက်ရောက်ချင်းဆီယမောင်ကိုနှုတ်ဆက်ပြီးလွယ်အိတ်ကိုစပွဲပေါ်ချရင်စောက်တွေထုတ်နေတီကိုစိတ်ထဲចောင်းစာကိုစိတ်ဝင်စားနိုင်မဖြစ်နေတယ်ဒီမျိုးကလေးရဲ့တမိုင်းမှာအကြီးမားဆုံးလူတတ်မှုကြီးကိုနောက်နိုင်ရောအတွင်ကြားနာစစ်ဆေးတော့မှာမဟုတ်လား သူဘလို့မှမရောက်နိုင်ဘလို့မှတရားမျှတတဲ့တရားခွင်မဖြစ်နိုင်ဘူးလို့သူယုံကြည်နေတယ်။မနေ့ပိုင်းအတန်းနာချိန်တစ်ချိန်မှာစัจကြည်ကန်းကိုတီယိုလစ်ထွက်လာခဲ့တယ်။ရောက်ရောက်ချင်း laptop ကိုဖွင့်ပြီးဘေးနှစ်ဖက်နဲ့ရှေ့အကပါတဲ့စပွဲတလုံးမှာဝင်ထိုင်လိုက်တယ်။ဒီအမှုမှာတာဝန်ချက်တရားရုံးသတင်းထောက်က Mrs. Finney တီယိုချားဘူးတလောက်အတော်ဆုံးအမျိုးသမီးသတင်းထောက်တဲ့ခရိုင်းလိုပဲ Mrs. Finney ကတက်တဲ့ဝက်ချန်ရှိတရားသူကြီးစပွဲအောင်နာမှာထိုင်နေတယ်။ ဒီနေရာကသူ့အတွက်တရားဝင်ရထားတဲ့နေရာ။ကောင်းဆုံးနေရာသူ့အလုပ်ကတရားသူကြီးမိန့်သမျှတစ်ခွမကြံလိုက်ရေးဖို့ပဲ။သူ့လေရေးတိုဆက်က10မိနစ်ကိုစလုံး250အထိမှတ်နိုင်တယ်။အမေပြောဦးတာတီကိုမှတ်မိနေတယ်။ဟိုတုန်းကဆိုတရားရုံးလေရေးတိုစီးလေရေးတိုစီးတွေကလက်နဲ့လိုက်ရေးရတယ်တဲ့။အဲ့ဒီတုန်းကစလုံးတွေနဲ့မဟုတ်ဘူး။တင်ကြရတွေတင်ကြတွေနဲ့တဲ့။စကားနောက်ကိုမှီအောင်လိုက်ရေးနိုင်ကြတယ်။ပြီးမှတရားရုံးစီးကလက်နှိပ်ဆက်နဲ့ပြန်ရရတာ။ ချိန်တော့ယူရတာပေါ့အမှုတစ်ခုကိုတစ်ခါတလေတပတ်တောင်ကြားတယ်တချို့ရှေးလျားထွေပြားတဲ့အမှုတွေကလနဲ့တောင်ချီကြတယ်တဲ့ဒါပေမဲ့ခစ်ကြီးကပြောင်းလာတော့တိတ်မြန်ပြီးတိတ်လွယ်သွားပြီး တရားရုံးမှတ်တမ်းကိစ္စတွေမှာအများကြီးထွက်တက်သွားပြီးတရားရုံးမှာအနည်းဆုံးကွန်ပျူတာလေးလုံးရှိတယ်တစ်ခုကတရားစီရင်စပွဲပေါ်မှာတစ်ခုကတရားခံရှိနေစပွဲမှာနောက်တစ်ခုကအစိုးရရှိနေစပွဲပေါ်မှာနောက်တစ်ခုကတရားရုံး CAG ရဲ့စပွဲပေါ်မှာ Mrs. Finney ကတော့စကလုံးတိုင်းကိုမိတဲ့အပြင်အတိတ်ပဲကိုပါဖွင့်ဆိုနိုင်တယ်။ကွန်ပျူတာလေးလုံးနဲ့စီးတက်ညီပြီးသားဖြစ်အောင်လုပ်နိုင်တယ်။တရားခွင်မှာမကြမကြဖြစ်တတ်တဲ့ပြဿနာကသက်တေကသူပြောတယ်မပြောဘူးဆိုတဲ့ကိစ္စပဲ။ဟိုဘက်ခစ်ကတော့တရားသူကြီးကအသေးလေးလိုက်ရင်းနေရတဲ့တရားရုံးသတင်းထောက်ကိုတနာတော်အဖြစ်တရားခွင်ကိုမကြမကြအနားပေးလိမ့်ရှိရဲ။ခုတော့အများကြီးလွယ်သွားပြီ။ Mrs. Finney ရဲ့ယုံကန်ကတခြားတရားရုံးရဲ့သတင်းထောက်ယုံကန်တွေနဲ့အတူ တတိယအထက်မှာရှိတယ်။သူတို့သုံးတဲ့ software က Baritas သူတို့ပြောသမျှမေးသမျှဖြေသမျှဒီလိုကဖြည့်ယူထားပြီးသားဘာမှပြဿနာမဖြစ်ခင်အချက်အလက်တွေသူ့ laptop ထဲရောက်နေပြီ။လွတ်လပ်တဲ့တရားစီရင်ရေးဖြစ်တဲ့အတွက်အချက်အလက်တွေတရားရုံးသတင်းတွေရယူခွင့်ရှိရလေ။တီယိုအနေနဲ့သူကိုယ်တိုင်သွားဖို့မလိုပဲအခုအချက်လက်တွေရနေနိုင်တယ်။ဒီလိုနဲ့တော်တော်များများသူသိနေ။အမှုနဲ့ပတ်သက်ပြီးတခိုးမှသူမျက်ချီမပြတ်ဘူး။ တတိယနေ့မှာပထမဆုံးစစ်တဲ့တက်တီကဝေပါလီ ခရစ်ကောက်ကွင်းကဂိမ်းမှုကောက်ကွင်းမှာဝင်ပေါက်ကနှစ်ခုပဲရှိတယ်။လက်နက်ကန်အဆောင်24နာရီချထားတယ်။ရှေ့ဆုံးကမင်းဂိမ်းနဲ့တောင်ဘက်ဂိတ်ကဂိမ်းနှစ်ခုစလုံးမှာ CCTV ကင်မရာအများကြီးတပ်ထားပြီးသားအဲ့ဒီတက်တီဗီဒီယိုအထောက်ထားတွေနဲ့ထပ်ဆိုသွားတယ်။ Mr. Duffy ရဲ့ကားဟာလူသတ်မှုဖြစ်တဲ့နေ့မနက်6:48မှာရှေ့ဘက်ကဖြတ်သွားတယ် အဲ့ဒီနေ့မှာပဲမနှက်10နိုင်22မှာပြန်ဝင်လာတယ်။ဒီထွက်ချက်နဲ့မှတ်တမ်းအရဆိုရင် သူမိမအသက်ခံရတဲ့အချိန်မှာမစ္စတာဒက်ဖီရဲ့ကားဟာသူ့အိမ်မှာရှိနေတယ်။သူထွက်ဆိုချက်တွေအဲမှာအဲ့ဒါတွေမပါဘူး။ပြီးတော့သူအလုတ်သွားတယ်အိမ်ပြန်လာတယ်။ကားရဲ့ပြီးပါကီဘောတက်တယ်။ပြီးတော့မောင်းထွက်သွားတယ်။မိမကိုအိမ်မှာထားခဲ့တယ်။အဲ့ဒီအချိန်ထိသူအသက်ခံရသေးဘူးလား။อืมစဉ်းစားစရာပဲ။တီယိုကအချိန်ကိုကြည့်လိုက်တယ်။ တရားရုံးနာဖို့အချိန်၅မိနစ်ပဲလိုတော့တယ်။ဆူရရှင်နေကတရားခံရဲ့ golf queen အဝင်အထွက်အချိန်နဲ့အချိန်ရေကိုအသေးစိတ်တင်ပြနေတယ်။အဲ့ဒီအချိန်မှာ golf queen နဲ့ပြင်ဆင်ထိန်းသိမ်းရင်းအလုတ်သမားကားတစ်စီး queen ကနေထွက်လာတယ်။ golf queen နဲ့ကားဝင်ထွက်ကိုတရားလူရှင်နေအလေးနဲ့ထားနေရတီကိုတတိထားမိလိုက်တယ်။ဘာကိုသက်တည်ပြချင်လို့လဲ။ချက်ဟိုကန်ကလူတက်မှုဖြစ်ချိန်မှာတရားမဝင်ရင်နဲ့ golf queen လူဝင်လူထွက်ကိုသက်တည်ပြချင်တာဖြစ်မယ်။ ဒါကိုတီကိုသဘောအကျကြီးကြာနေဒီနေ့တရားခွင်ကတော့ပြင်းစရာကြီးနေမှာပါမင်းရောက်လဲကိစ္စမရှိပါဘူး laptop ကိုပိတ်လိုက်ပြီးတန်းထဲကိုပြန်ဝင်လာခဲ့တယ်ဂျူလီယိုတယောက်ចောင်းကန်တင်းထဲမှာမရှိတီကိုကခတ်သွက်သွက်စားပြီးသူ့ကိုလိုက်ရှာတယ်သူပါရီတိထားတယ်ဆိုတာတီကိုတိတ်တိတ်ချင်နေစာတင်ငန်းထဲမှာစာတင်နေရင်လဲသူ့ကောင်းထဲမှာအဲ့ဒီကိစ္စပဲတဝဲလဲလဲဖြစ်နေခုနှစ်တန်းចောင်းသားတွေကိုမေးတယ်ဂျူလီယိုဘယ်ရောက်နေမှမသိဘူးမှမသိဘူး ဆက်ချိကနေပြန်ဝင်လာပြီးဆဆော့အခုံမှာပဲဝင်ထိုင်လိုက်တယ်။ပြီးတော့ Mrs. Finney ရဲ့ software ကိုဖွင့်ကြည့်လိုက်တယ်။တရားရုံးကနေ့လယ်စာစာချိန်ပေးထားတယ်။မဟုတ်ရင်ကြောင်းမုံစာစိန်ကြောင်းမုံစာချိန်မှာတရားရုံးကိုသူလစ်ထွက်သွားမိမှတေးကြတယ်။နောက်ဆုံးအချိန်နေသိရတာပေါ့။သူထင်တဲ့အတိုင်းမှာပဲလူသက်မှုဖြစ်တဲ့အချိန်မှာ Golf Winter White မှာဘေကာမှအသွားလာမရှိဘူး။ချက်ဟိုကန်ရဲ့အယူဆအတိုင်းဆိုရင်လူသက်သမားဟာမိုးပေါ်ကကြာလာတာမဖြစ်နိုင်ဘူး။ ဒစိမ့်တရားရောက်ဆိုရင် CCTV တွေမှာပေါ်ကိုပေါ်ရမယ်လေလူသက်မဟာဒီအင်ကိုအလွယ်တကူဝင်နိုင်ထွက်နိုင်တဲ့လူပဲဖြစ်ရမယ်ဘယ်အဆောင်အကျန်းမှတတိမထားမိနိုင်တဲ့လူမျိုးဖြစ်ရမယ်ဒီတော့မှနေရလူဖြစ်ရမယ်ဥပမာပီတာတက်ဖီအစိုးရရှေ့နေရဆွဲချက်ကိုအစောပိုင်းတစ်ချိန်လုံးညင်ပြီးနားထောင်နေရတရားခံရှေ့နေ Cliffordance ကတလုံးတလေပဲဝင်ထောက်တယ်တဖြည်းဖြည်းတိုက်ပွဲကပြင်းထန်လာပြီး မစ္စတာနန့်စ်ကလုံချုံရင်းအရာရှိကိုအတင်းဝင်ခံခိုင်းတယ်။၁။၁အဲ့ဒီရက်ကွက်မှာလုံချင်းအိမ်154လုံးနဲ့ကွန်ဒိုပေါင်း80ရှိတယ်။၂။အဲ့ဒီရက်ကွက်တစ်ခုလုံးမှာကိုပိုင်ကာ489စီးရှိတယ်။၃ကားလမ်းတွေပေါ်မှာ CCTV ကင်မရာမရှိဘူးအဆောက်မရှိဘူး။၄ကြောက်စရက်လမ်းနှစ်လမ်းရှိတယ်။လုံးဝမြေပုံပေါ်မှာမပါဘူး။ပြီးတော့သူကဆက်ပြီးဒီရက်ကွက်မှာ A120 ကျဲဝန်းချောင်း ရေမြောင်းတွေချောင်းတွေရေကန်တွေတတော်တွေနဲ့ဂေါဖ်ကွင်းသုံးကွင်းရှိတဲ့အကြာဒီလိုရက်ွက်မှာလုံခြုံရေးအပြည့်မရရှိနိုင်တဲ့အကြာအောင်းတွေထောက်ပြတော့လုံခြုံရေးအရာရှိခဆိုင်ဆိုင်နဲ့ကောင်းနှင်းရတော့တယ်နောက်ဆုံးဒီလိုရက်ွက်ကြီးမှာလူသက်ချိန်တော့ကဘသူတွေရှိနေတယ်ဘသူတွေမရှိဘူးဆိုတာဘလို့မှမသိနိုင်တဲ့အကြောင်းသူဝန်ခံရတော့တယ်တံမြေမေးခွန်းထုတ်ပုံတွေကိုတီယိုသဘောကျလို့မဆုံးဖြစ်နေတယ် ဒီအချိန်တည့်ရခွင်ထဲမှာရောက်နေနိုင်တဲ့အတွက်လဲတတတာဖြစ်နေဟဲ့နေပါလို့နေရလဲတီကိုလန့်သွားတယ်ကျောကိုဖျန်းနေရိုက်ပြီးမိလာ သူကအေပရယ်သူကဒီနေရာမှာတီကိုရှိနေတမန်တည်ရလीဘာလဲနေတည့်ရခွင်ကိုဖွင့်ကြည့်နေရမဟုတ်လားနောက်ပိုင်းတည့်ရခွင်တွေကိုငါသွားချိန်ရပါတော့မလားမသိဘူးဟာလက်တော့ကိုပိတ်လိုက်ပြီးတရင်စာဖတ်တဲ့စပွဲလေးစီကိုရှောက်လာခဲ့ပြီးမှအေပရယ်ကတရားရုံးမှာလူကြီးဆိုတဲ့မျက်နှာသားကြီးလူတွေနဲ့ လူတွေရဲ့အစစ်အစေးမင်းမြန်ခံရပုံတွေကိုခတ်တိုးတို့အသေးစိတ်ပြန်ပြောပြရှာတယ်။အပိုင်းရှိပြီးပါပြီ။